တပ်ပြီးတော့ကျက်ပြီးအဲဒီဝီနီ၅ကျန်းတည်းကရှေ့နှစ်ကျန်းပေါ့တမပါဗျာရှေ့နှစ်ကျန်းကိုစကျက်ပြီးတော့ပြန်ဆိုမှာဆိုတော့ပြီးတော့တို့ဟိုဆုံးကန်အထွက်မခိုင်းမင်းနဲ့လေဒီတိုင်းပဲကြောင်းကနေပဲဆွမ်းကတ်မှာဟိုတမတမစကျက်ချိန်ဝင်စကျက်ထားပါတယ်ကြောင်းကနေဆွမ်းကတ်မယ်ကြောင်းကနေဆွမ်းကတ်တဲ့အခါကျတော့ဒီဆာယာဘုံကြီးဖြစ်သွားလို့ကြောင်းကနေဆွမ်းကတ်တယ်ဆိုတဲ့ဒီသဘောမျိုးလည်းဖြစ်အောင်ပေါ့နော်တမတမသာသမားကဆာယာဘုံကြီးဖြစ်ခန့်လိုက်တာ အကူအကူစာချသဘောပေါ့တင်မတင်မတင်အဲ့လိုခန့်လိုက်တယ်ခန့်လိုက်တော့ကိုစာလဲကိုကြည့်ရင်အဲ့ဒီဓမ္မစရိယစာသင်သားများကိုလည်းပဲပါရတိကံပါဠိအထကထာပြန်လဲပို့ချပေးရင်းနဲ့ဒီလိုလောက်ခရရတာပေါ့နော်မှန်ပါအဲ့တော့အဲ့စာဝါပို့ချရင်းနဲ့ဒီဝီနီရှိပိုင်းနှစ်ကျန်းကိုပြတ်မှတ်တဲ့အခါကျတော့ပြီးသွားပြီးတော့သွားပြန်လိုက်တယ်သံဝေချင်းပါတဲ့အချိန်မှာသွားပြန်တော့ အောင်မြင်ခဲ့တာပေါ့ဗျာဟုတ်အောင်မြင်ခဲ့တယ်စတင်ပြီးတော့ပြိကတပုံဆောင်အဲတပုံတော့မဖြစ်သေးဘူးဟုတ်မဖြစ်သေးဘူးဒီပြီးတော့ဝီနီရှေ့ပိုင်းနှစ်ကျန်းပဲရှိသေးတယ်တင်ပါတင်ပါတင်ပါဝီနီရှေ့ပိုင်းနှစ်ကျန်းကိုစပြီးတော့ပြန်ရတာပေါ့နော်2000ခုနှစ်မှာလားဟုတ်ဘူးဟောမဟုတ်ဘူး2000 85ခုနှစ်မှာအဲဟုတ်လိမ့်မယ်ပထမဆုံးကျန်တာဟုတ်တယ်ပထမဆုံးနှစ်ပါနော်တင်ပါတင်ပါပထမဆုံးနှစ်မှာအဲ့ဒီပထမဆုံးအပိုင်းတိပ္ပိကရဲ့ပထမဆုံးအပိုင်းကို အောင်သွားတာပေါ့အင်းဆက်ယူမှာစတင်လိုက်တာနေအောင်သွားတယ်တင်မတင်မအောင်သွားပြီးတော့ဒီလိုကြံတဲ့ဟွာကိုဆက်ကျက်တာပေါ့ဝီနီဒုတိယပိုင်းအတွက်အဲ့ဒီမှာပဲဒီလိုဆက်ပြီးတော့ကျက်မှတ်တယ်အဲ့ကျက်မှတ်နေတဲ့အချိန်မှာဒီຫນွေပဲရောက်လာပြီပေါ့ဗျာဒီမှန်ပြီးပေါ့ဒီမှန်ပြီးကဆုံလားလောက်ကိုရောက်ပြီးသားပါတော့ကဆုံလားလောက်ရောက်တဲ့အချိန်မှာဟိုတင်နိုင်ငံတော်ပြည်ရည်သာသနာတက်ကတူကိုစပြီးတော့ဖွင့်လှစ်တယ်ပေါ့ဆိုတော့ ဆရာတော်ကြီးလည်းဟိုအဖွင့်လိုက်တဲ့ပြီးခဲ့ပြီအဲပြီးခဲ့မုံမတ်တင်တာလည်းပြီးခဲ့တဲ့အခါကျတော့ဆရာတော်ကအဲဒီအင်းစိတ်ဟိုရွာမကနေပြီးတော့ကမ္ဘာအေးနိုင်ငံတော်ပြည်ရည်သာသနာတက်ကတူကိုသွားပြီးတော့တာဝန်ထမ်းဆောင်ရမယ်အပြီးဓမ္မာဌာနပါမောက္ခအနေနဲ့ပေါ့နော်ဩအပြီးဓမ္မာဌာနပါမောက္ခအနေနဲ့သွားပြီးတော့တာဝန်ထမ်းဆောင်ရမယ်ဆိုတဲ့အချိန်မှာဒါဆရာသမားကကမ္ဘာအေးကိုကြွရတော့မယ်ပေါ့ကမ္ဘာအေးကိုကြွရတော့မယ်ဆိုတဲ့အခါကျတော့သူကတပည့်တော်ကိုဒီအင်းစိတ်မှာ မထားခဲ့ခြင်းဘူးပေါ့နော်တင်မထားခဲ့ခြင်းဘူးဆိုတာဘာကြောင့်လဲဘုန်းဘုန်းတပည့်တို့အကြောင်းဝင်လဲပဲသိနေတာဘုရားတင်မတင်မဆရာသမားမရှိမရှိတယ်လို့ဒီရွယ်တို့ကလည်းအဲစီကံဖောက်ဖြတ်တတ်တဲ့ပုံကိုယ်ကြီးဆိုတော့လေတင်မတင်မအဲ့လိုလဲသိနေတဲ့အခါကျတော့သူမရှိတဲ့အချိန်မှာဒီเจ้าမှာမထားခဲ့ခြင်းဘူးပေါ့တင်မမထားခဲ့ခြင်းတဲ့အခါကျတော့ဟိုမင်းငုံကိုသွားဖို့အဲ့လိုလမ်းညွှန်တယ်တင်မမင်းငုံတီဗီကအဲ့တော့မင်းငုံမှာဆရာတော်ကြီးရပ်ဘူးရဲ့ ဟုံးဦးစိတ်သာရှိပြချင်းလားရှိသေးတယ်ကျွန်မဆရာကြီးတမတမတမအဲ့တော့မင်းကသွားဖို့လမ်းညွှန်တယ်အဲ့တော့ဒီပြောတော့ဟိုစီကံဖောက်တယ်ဆိုတာလည်းပဲဒီပြင်းစီကံဒီပြောတော့တိတ်ပြီးတော့မဖောက်ဖြစ်ပါဘူးတမတမအဲ့ဒီအပြင်ထွက်ပြီးတော့ဘောလုံးဝဲကြည့်တာပေါ့လူငယ်ဖြစ်တော့အင်းတမတမဘောလုံးဝဲကြည့်တာဟိုအောင်ဆန်းကွင်းကိုသွားသွားပြီးတော့ဘောလုံးဝဲကြည့်အဲ့တော့အိုက်ကလည်းဖုန်းကအောင်ဆန်းခွင့်မရှိတော့လीအောင်ဆန်းခွင့်မရှိတာဟုတ်တယ်သူကနားပါအောင်ဆန်းခွင့်မရှိတာအဲ့ဒါတကယ်ကြတော့ နီးနီးနားနားမဟုတ်ဘူးအဝေးကြီးဟုတ်တာပေါ့ရောင်းဖို့အင်းစိန်နဲ့အောင်ဆန်းကွင်းနဲ့ဟာအဝေးကြီးဘဟန်းနဲ့အဝေးကြီးတမအဝေးကြီးဒါဘလုံးမကြည့်ကျင်လုံးလို့သာသွားသွားကြည့်တာပေါ့နော်တမပြန်အဲ့တော့အများဆုံးကတော့ဒီမြန်မာပထမတန်းအသင်းတွေပေါ့ဗျာတမတန်းအကောက်ခွန်တို့ဖောက်လို့ရေးတို့ဘူးစတို့အဲအိုက်ကအိုက်ကဟုတ်တယ်တို့တို့အဲ့အသင်းတွေကစားနေတဲ့အချိန်ပေါ့မှန်ပါဗျာအဲ့ဒါတွေသွားသွားပြီးတော့ကြည့်တာကိုကြည့်တဲ့အခါမှာဆရာသမားကလည်းပဲသိခဲ့တာပေါ့ သိတဲ့အခါကျတော့သူရှိနေတော့တော့ဒီလိုသွားသွားပြီးတော့ကြည်နေတာသူမရှိတဲ့အချိန်ကျရင်ပိုဆိုးနေမယ်ပေါ့နော်စာကြက်ဖြစ်မှာမဟုတ်ဘူးဆိုပြီးတော့မင်းကုန်းကိုမင်းကုန်းကိုသွားဖို့လို့ဆရာတော်ကညွှန်ကြားတာပေါ့ရန်ကုန်မှာနေလီမာဆုလို့အဲလီမာဆုလို့ဒီလိုပြောပါပေါ့နော်အဲ့တော့ဆရာသမားအဲ့လိုသွားဖို့ပြောလိုက်ပြီအဲ့ပြောလိုက်ပြီးတဲ့အချိန်မှာကိုပဲဒီပြောတို့အောက်ဆန်းကွင်းကိုသွားပြီးသွားပြီးအောင်သွားပြီးတော့ကြည်လိုက်သေးတယ်အပီလိုက်ကြည်လိုက်သေးတယ်အဲ့အဲ့ဘောလုံးရာဒီရဲ့နောက်ဆုံး အဲပွဲပေါ့နော်ပွဲနာမည်ကဘာနဲ့ပါလဲပွဲနာမည်ကတော့ဒီအခုထီအောင်လည်းပဲအဲ့ဒီပွဲကလည်းရှိနေပါသေးတယ်ဘောလုံးရပြီတရားကြီးရဲ့နောက်ဆုံးပွဲဆိုရင်သူရှုံးထွက်ပွဲပေါ့နော်ဩတမန်ရှုံးထွက်ပွဲဘုကျော်အောင်ဆန်တိုင်းရှုံးထွက်ဘောလုံးပြိုင်ပွဲအောင်ဆန်တိုင်းဘုကျော်အောင်ဆန်တိုင်းတမန်တမန်ဘုကျော်အောင်ဆန်တိုင်းရှုံးထွက်ဘောလုံးပြိုင်ပွဲရဲ့ဘိုးလူဝဲပေါ့ဩနောက်ဆုံးပွဲအဲဒီပွဲပြီးလိုက်တာတော့ဟိုတင်းပေါ့မြမရေနံနဲ့အကောက်ခွန်နဲ့ဩနာမည်ကြီးတယ်ပေါ့အဲ့ဒါရေနံနဲ့အကောက်ခွန်နဲ့ရေနံနဲ့အကောက်ခွန်နဲ့ ကန်နေပွဲဆိုကဲသွားကြည့်နည်းထားနိုင်တဲ့အဲကိုကလည်းပဲမကြခင်မင်းကွန်းသွားတော့မှာပေါ့လေနော်မင်းကွန်းသွားပြီးလို့ရှိရင်တော့ဒါကြီးကြည့်ရမှာမဟုတ်တော့ဘူးဆိုပြီးတော့အဲ့ဒါအောင်ဆန်းကွင်းကိုရအောင်သွားကြည့်လိုက်သေးတယ်အဲ့ဒီတင်မဘိုးလူခွဲကိုလေတင်မတင်မအဲသွားကြည့်သွားကြည့်ပြီးတော့ဒါမင်းကွန်းကိုသွားဖို့ဆိုပြီးတော့ဒီလိုပြင်ဆင်ရပါတယ်မင်းကွန်းကိုသွားဖို့ပြင်ဆင်တဲ့အခါကျတော့ထုံးစံအရာဆရာသမားများရဲ့အနန္တစာပေါ့နော်အနန္တစာလို့ပြောရင်လည်းရတယ်ထောက်ခံစာလို့ပြောရင်လည်းရတယ်ဒီစာလေး လိုတာဗောဗျအဲ့လိုလိုတယ်လိုတဲ့အတွက်တပီတော့ဟိုဗရဏနာရီကဆရာတော်ကြီးပေါ့ဆရာတော်ကြီးကတပီတော့ရဲ့ယဟန်ဥပိ္ပေဆရာတော်ပါပဲအင်းစိတ်ပါမဆရာတော်ဗရဏဒနန္ဒဝန္တပေါ့နော်ဘုန်းကြီးကရှိသေးတယ်ရှိသေးတယ်ဩတမရှိသေးတော့ဆရာတော်ကြီးကြီးသွားပြီးတော့ဟိုထောက်ခံလာသွားတောင်းတယ်တမတမဆရာတော်ကြီးထောက်ခံလာကြီးမပေးဘူးဩထောက်ခံလာကြီးမပေးဘူးကိုကကိုအစွမ်းစားနေကိုသွားတယ်သွားရင်သိကောင်းနေလားတပည့်ကြီးအဲ့အဲ့တဘောပေါ့ဘယ်လိုမရဒီကောင်းနေမနိုင်ကြပါကြပါ အဲ့တော့ဖြစ်မှာပေါ့နော်ပြန်ပါတင်ပါအဲ့တော့ဟိုရှာတော်ဥတီလောကကလည်းဟိုထောက်ကူရှိရေးမပေးဘူးဩရှာတော်ကြီးကလည်းရေးမပေးဘူးတင်ပါတင်ပါရေးမပေးတဲ့ခါကျတော့တပီတော့ကိုယ့်အကူထောက်ခံတာအတုတပီတကတင်ပါထောက်ခံတာအတုရေးပြီးတော့အဲ့လိုသွားတာဩဆရာသမားကြီးဆရာသမားနှစ်ပါးလုံးကထောက်ခံလာရေးမပေးဘူးလေတင်ပါတင်ပါတင်ပါကိုယ့်အကူသွားတင်ပါကိုယ့်အကူရအောင်သွားနေတင်ပါတင်ပါဒီတော့ပေါ့နော်ရအောင်သွားနေဆိုတော့အဲ့ဒါကိုယ့်အကူထောက်ခံတာအတုပါလေဆရာတော် တော်သားရဲ့ထောက်ခံစာပုံနာမျိုးအတူရေးပြီးတော့အတူရေးပြီးတော့အဲ့လိုသွားရတယ်ဓမ္မဓမ္မအတူရေးပြီးတော့သွားရတယ်1348ခုနှစ်ကဆုံလာပြီရော9ရက်နေ့ပေါ့နော်ပြီးတော့မင်းကစကိုင်းရောက်သွားတယ်အဲစကိုင်းရောက်သွားတယ်ဓမ္မအဲ့ဒါမန္တလေးဒီဆောင်မှာသတင်းသုံးလို့ဘုံကြတော့သုံးမှာကြတော့စကိုင်းကြတော့အဲ့ဒီတိပိဒကနိကာယကြောင်းတိုက်ပေါ့နော်ဓမ္မဓမ္မတိပိဒကနိကာယကြောင်းတိုက်ပေါ့အဲ့ဒီတော့အဲ့ဒီကဆုံလာပြီရော9ရက်နေ့ မင်းမစာရောက်တယ်ဒီပိဋကနိကာယအကြောင်းတိုက်ကိုရောက်တယ်အဲ့ဒါဒီပြီးရောရဲ့ရဟန်းတကကြီးကလိုက်ပို့ပေးပါတယ်သူကမြင်းညာနေပြီးတော့မန္တလေးကိုလာသုခိတသုခိတဥရှေရသုခိတကကြီးဥရှေရလိုက်တယ်တမန်တမန်တမန်တကကြီးဥရှေရလိုက်ပို့ပြီးတော့အဲ့ဒါမင်းကရောက်ပါဗျာမင်းကရောက်တော့တကကြီးနဲ့မင်းကရှာတော့ဒီကရင်းနေတာဟုတ်ဩဩဩတမန်ရင်းနေတော့သူကလိုက်ပို့တယ်အဲလိုက်ပို့ပေးပြီးတော့အဲ့ဒီပိဋကနိကာယအကြောင်းတိုက်ကိုရောက်ပြီးနာယီပိုင်းလေးပါပဲတနာယီလောက်ပဲကြာပဲတင်တယ် မင်းကရာတော်ကြီးရလဲပဲအဲဒီကြောင်းတိုက်ကိုကြွလာတယ်ဩဓမ္မကြောင်းတိုက်ကိုကြွလာတယ်ဒီပုံမှန်ကတော့ဒီပြတော့မင်းကရာတော်ကြီးကသူသတင်းသုံးတဲ့ကြောင်းတိုက်ရှိတယ်လေဓမ္မဓမ္မနာရအဲဓမ္မနာရကြောင်းဓမ္မဓမ္မသူကဓမ္မနာရကြောင်းတိုက်မှာပဲသတင်းသုံးတယ်ဒီပြတော့တိပိဋကစာသင်သားတွေရတာဒီတိပိဋကနိကာယကြောင်းတိုက်မှာနေရပါတော့ဓမ္မဓမ္မကြောင်းတိုက်ရင်မတူဓမ္မဗျာကြောင်းတိုက်ရင်မတူတော့ရာတော်ကြီးကဟိုတခါတရံမှကြွလာတာပေါ့ဓမ္မဗျာအဲ့ဒီနေရာတော့တိုက်တိုက်ဆိုင်ဆိုင်ဒီပြတော့ရောက်ပြီးတော့တနာကြီးလောက်ပဲကြာသေးတယ်ရာတော်ကြီးကကြောင်းတိုက်ကိုကြွလာတယ် ကြောင်းလိုက်ကြွလာတော့ဒီလိုတို့သွားဖူရတာပေါ့နော်ဒီမှာအဲဒါမင်းကိုရှိရတော့ကြီးကိုပထမဆုံးပဲထားပါတော့ဗျာအနီကပထမဆုံးဖူဘူးတာပေါ့ဒီမှာအဲတော့ပထမဆုံးဖူရတဲ့အချိန်မှာပဲဒီဒီဟိုတယ်မအေးချမ်းတဲ့အရာလာပေါ့ဒီမှာအေးချမ်းတဲ့အရာတာကိုတိတိတာလာခံထားလိုက်ရတာဒီရှာတော်ကြီးရဲ့မေတ္တာတက်လို့ပြောရမှာဒီမှာဗျာဒါယာတိဥရုအနေနဲ့အလွန်ပူပြင်းတဲ့အချိန်ပါဗျာဒီမှာတစ်ထုံလာပြီးရော၅ရက်နေဆိုတော့အညာဘက်မှာအလွန်ပူတဲ့အချိန်ပေါ့ တင်ပါတယ်အဲ့အလွန်ပူတဲ့အချိန်ညနေပိုင်းမှာဆရာတော်ကြီးကြွလာလို့ဖူးလိုက်ရတဲ့အချိန်မှာလေတကယ်ကိုတိတိသားသားအေးရမ်းသွားတယ်ပေါ့နော်တင်ပါတယ်ဆရာတော်ကြီးကမေတ္တာရိပ်ကိုစတင်ပြီးတော့ခိုလှုံလိုက်ရတယ်ဆိုတဲ့အထိပ္ပယ်ပါပဲမှန်ပါပါဒါယူတော့ခံစားလိုက်ရတာပေါ့နော်တိတိသားသားအေးရမ်းသွားတယ်အေးရမ်းသွားပြီးတော့ဒါတခါကြီးနဲ့စကားတွေပါပြီးပြောတော့ဒီဗီဒီယိုကိုလည်းပဲဆရာတော်ကြီးကနည်းနည်းမေးတင်တာဒီပိုင်းနဲ့ပါမေးပေါ့လေမေးပြီးတော့ဒီဗီဒီယိုတွေနေခွင့်လျှောက်ဆိုတာအဲ့ဒါကို ဆရာတော်ကြီးကကြည့်တယ်ဆရာတော်ကြီးမကြည့်ခင်ဒီလိုရောက်ရောက်ချင်းကအဲ့ဒီကအနုနာရီကဆရာတော်များကိုဒီလိုလိုပြရတာပေါ့ဗျာသူတို့လက်ထဲကပ်ရတာပေါ့နော်တင်ပါတယ်ခုနထောက်ခံတာအတုနဲ့ထောက်ခံတာအတုနဲ့ဒီလိုလိုရှောက်ရွာနဲ့ပေါ့ဗျာတင်ပါတယ်ရှောက်ရှောက်ရွာဆိုတာကတော့ကိုရီးရာဇဝင်ပေါ့နော်တင်ပါတယ်ကိုရီးရာဇဝင်နဲ့ဓာတ်ပုံနဲ့ထောက်ခံတာအဲ့ဒီမှာဘုံကဘီဝန်တာရပြီလားဘီဝန်တာရပြီပြီဩဘီဝန်တာဘယ်မှာရခဲ့တာလဲဘီဝန်တာကညောင်တုံးညောင်တုံးသူတို့မှာပရိယတ္တိ ပထမပြန်စာမေးပွဲရဓမ္မစရိယပေါ့နော်အော်အဲဓမ္မစရိယတန်းအောင်လို့ရှိရင်သူကလည်းဒီမှာတက်ကြတိဟာစာမေးပွဲလို့စီရီယင်နာစာမေးပွဲလို့လို့ပဲအပြီးဝန်တာခွဲသူကတက်တယ်။အော်တင်ပါအဲ့တော့ဟိုအဆင့်ကိုအဆင့်တူလို့တော့သတ်မှတ်တာပေါ့ဗျာတင်ပါဟုတ်အဆင့်တူသတ်မှတ်တယ်ဆိုတာကအဲ့ဒီစာမေးပွဲကသတ်မှတ်တာတင်ပါသူတို့မှာပရိယတ်တိပထမပြန်စာမေးပွဲကသတ်မှတ်တာပေါ့သို့တော်လည်းပဲ ီစာသင်သားများကတော့အဆင့်တူလို့မတတ်မှတ်ပါဘူး။တကယ်လည်းပဲအဆင့်မတူဘူးပေါ့နော်။တမန်တယ်။ပြီးဝန်သားထဲမှာကိုတက်ကြသီဟာပြီးဝန်သားကအမြင့်ဆုံး။အမြင့်ဆုံးတမန်။တက်ကြသီဟာပြီးရင်စီတီရင်ကနာပြီးဝန်သားကဒုတိယ။အော်အလူလား။ဒုတိယပြီးတော့မှမန်လေးကအမြင့်ဆုံးပြီးမှရန်ကုန်။ရန်ကုန်။တမန်။ပြီးတော့မှဒီလိုညောင်နှုံးပေါ့။တမန်တမန်။ညောင်နှုံးကတတိယအဆင့်လောက်ပဲရှိတာ။အော်။အဲ့တော့သူစာမီဝဲအသင်းကတော့ဒါတက်ကြသီဟာစာမီဝဲနဲ့အဆင့်တူဆိုပြီးတော့